နောက်ဆုံး၅ရက်ဆက်အရှုံးမရှိအောင်ရွေးချယ်ပေးခဲ့တဲ့ OK Football Channel ရဲ့ရွေးချယ်မှုလေးဒီညမှာလည်း၅ပွဲကြီးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပရီးမီးယားလိဂ်ပွဲစဉ်လည်းဝင်ဖြစ်တဲ့ Liverpool အသင်းနဲ့ Southampton အသင်းတို့ရဲ့ပွဲစဉ်လေးရွေးချယ်ပေးကြပါမယ်။ဒီပွဲစဉ်လေးမှာ Liverpool အသင်းကဒီအာဒီမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက်အခြေအနေတော်လေးကောင်းနေတဲ့အသင်းလို့ပြောလို့ရတယ်။လက်ရှိခြေစမ်းမအရာလေဒီခြေစမ်းကောင်းနေဇက်တိုက်ပြနေတဲ့အသင်းဖြစ်တဲ့ဒီတစ်ဖက်ကပရီးမီးယားလိဂ်ကိုတချောစီတန်တက်လာခဲ့တဲ့ Southampton အသင်းကတော့ ဒီဒီလိတ်ဆင်းရမြန်ရှိကိုတရားလေတန်းစင်းရမယ်အနေထားတရားမှာရှိနေရလို့ပြောလို့ရတယ်ဒီပရီးမီးယားလိဂ်29ဝဲကစားပြီးချိန်မှာနိုင်ပွဲရ2ပွဲတရရ3ပွဲနဲ့ရှုံးပွဲ22ပွဲအထိကြုံတွေ့ထားခဲ့ပြီးရမတ်ကကိုးမတ်တားရှာဖွေထားနိုင်ခဲ့ပြီးဇေယျအောင်ဆုံးမှရက်တည်နေခဲ့တာတွေ့ရတယ်ဒီပွဲစဉ်ကလေဗာပူးအသင်းအနေနဲ့အန်ဖီးမှာအနိုင်ရဖို့အခြေအနေကောင်းတရားမှာရှိနေရလို့ပြောလို့ရပြီးမယ်ဒီမက်လ6ရက်နေ့မှာကစားခဲ့တဲ့ PSG နဲ့ Champions League ပွဲစဉ်က ပွဲစဉ်ကစားထားခဲ့ရအောင်ပွဲပန်းမှုရရှိရှိနိုင်တယ်။နောက်ထပ်မလ22ရက်နေ့မှာလည်း PSG အသင်းကိုအိမ်ကွင်းမှာတကြောကြံကစားဖို့ရှိနေရအောင်ဒီပွဲစဉ်ကကစားအချော့ချလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိရဲ့။ဒီစောင့်တဲ့အသင်းအနေနဲ့ကလည်းမချစ်မနေရမဲ့လိုအပ်ချက်တွေရှိနေရအောင်အစွမ်းကုန်ကြိုးစားလာမယ့်အနေအထားတည်းရမှာရှိနေရဲ့။ဒါကြောင့်ဒီပွဲစဉ်ကိုတော့အမတန်မှန်သိပေမဲ့ဧည့်သည် သောတတန်တင်းခွေးရမရှုံးနိုင်ဘူးလို့ယူဆတယ်။ဒါကြောင့်အဲ့ဒီသောတတန်ဘော်ဒီကိုပထမဆုံးပွဲအနေနဲ့ရွေးချယ်ပြခြင်းပါတယ်။ရှင်းမှုနဲ့မဆိုင်ရင်ပဲဒီပွဲစဉ်မှာတတိထားမဲ့အချက်လက်လေးတွေကိုကျွန်တော်ပြောပြခြင်းနဲ့လီဗာပူးအသင်းဟာပရီးမီးယားလိနောက်ဆုံး၄ပွဲဆက်ဂိုးပေါက်ထားတဲ့အသင်းဖြစ်တဲ့ဒီသောတတန်အသင်းကရောပရီးမီးယားလိနောက်ဆုံး၉ပွဲဆက်ထိဂိုးပေါက်ထားတဲ့အသင်းဖြစ်နေအောင်တွေ့ရတယ်။မိတ်ဆွေစုတတိထားနိုင်မှုအတွက်ကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့အလာဘာအသင်းနဲ့ဖီလာရဲအသင်းတို့ရဲ့ပွဲစဉ်လေးကိုရွေးချယ်ပေးချင်ပါတယ်။ဒီပွဲစဉ်ကလက်ရှိအလာဘာအသင်းရဲ့ခြေစမ်းမကိုကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲစဉ်နိုင်ပွဲကြောက်ဆုံးထားခဲ့ရတယ်လို့ညိုင်ပွဲဆုံးနောက်ဆုံး15ပွဲမှာလည်းနိုင်ပွဲကတပွဲသာရှိထားတဲ့အသင်းဖြစ်တဲ့ဒီလက်ရှိအချိန်မှာလာလီဂါမှာလည်းအဆင့်19နေရာတန်းဆင်းဆုံးမှာရပ်တည်နေတဲ့အသင်းသင်းဖြစ်တဲ့ရလာဘအသင်းရလက်ရှိအချိန်မှာတော့ခြေစမ်းပိုင်းကျဆင်းနေပြီရုံးကန်နေရတဲ့အသင်းသင်းဖြစ်နေတဲ့တခါကဗီလာရဲ့ခြေစမ်းပိုင်းကိုကြည့်မယ်ဆိုရင်ဗီလာရဲ့က ဒီနောက်ဆုံး6ဝဲဆက်ရှုံးခွဲမရှိအောင်ကစားထားနိုင်တဲ့အသင်းဖြစ်တယ်။အစင်းရဲ့တီမူကိုကြည့်မယ်ဆိုရင်တော့လက်ရှိအချိန်မှာအစင်း9နေရာမှာယက်တီထားနိုင်တာကိုတွေ့ရတယ်။ဒီပွဲစဉ်မှာအဓိကကြိုတင်တာကဗီလာရဲ့တည်ရည်30ကျုံရှုံးဆိုပြီးတော့ဖွင့်လှစ်ထားတဲ့အကျော်ပေးမှုပဲဖြစ်တယ်။လက်ရှိဒီနှစ်သင်းရဲ့ခြေစမ်းမိုင်းကိုကြည့်မယ်ဆိုရင်အလားဘက်ကရုံးကန်နေရတဲ့အသင်းဗီလာရဲ့ခြေစမ်းမိုင်းတိုးတက်လာတိုးတက်နေတဲ့အသင်းဒီပထမအကြော်တွေ့ဆုံစဉ်တော့မှာဗီလာရေးကသူ့အိမ်ဝင်မှာတလုံး20ရှုံးဆိုတဲ့ဝင်းကျင်ကို ဝင်းကျင်ထိအကျိုးပေးထားခဲ့ပြီးဒီပွဲမှာအနည်းဆုံးသရေ80 80လောက်ထိအကျိုးပေးတင်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်။ဒါကြောင့်ဗီလာရဲ့လက်ရှိသရေ30ဆိုပြီးတော့ဖွင့်လင်းမှုကကျွန်တော်အနေနဲ့ကြိုဆောင်တယ်လို့သုံးသပ်မိရဲ့။နောက်တစ်ချက်ကဗီလာရဲ့အသင်းကဒီယာနီမှာအဝေးပင်းစားဆောင်ရင်းမှာဆိုရင်အဆင့်နှစ်နေရာထိကိုရက်တည်နေတဲ့အသင်း ဒီလိုအသင်းကြီးကတန်းစင်းဆုံးမှာရုံးကန်နေရတဲ့အသင်းကိုတရီ30ရှုံးဆိုပြီးတော့ပတ်သားလေးဖွင့်လှစ်ထားမှုကလည်းတန်တရားဝင်စရာကောင်းနေတယ်။ဒီဘွန်ကီရီအနေနဲ့လည်းလက်ကားတသက်တော့စီစဉ်အားတွေကောင်းပြီးတော့ထိုးကျွမ်းမယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူး။ဒါကြောင့်ဒီပွဲစဉ်ကိုအလားပါဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်။နောက်ပွဲစဉ်လေးမစားခင်ကျွန်တော်ရဲ့ channel အစီအလေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။နောက်ထပ်ပွဲစဉ်တစ်ပွဲတော့ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရန်ဖို့အသင်းနဲ့ Evila အသင်းတို့ရဲ့ပွဲစဉ်တွေရွေးချယ်ပြီးချင်ပါတယ်။ဒီနှစ်သင်းကတော့လက်ရှိအချိန်မှာခြေစွမ်းကောင်းခြေစွမ်းပိုင်းမဆိုးလို့ပြောလို့ရတဲ့အသင်းသင်းဖြစ်တယ်။ဒီဗရန်ဖို့အသင်းဆိုရင်လည်းလက်ရှိနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ9ပွဲ3ပွဲတရီတပွဲရှုံးပွဲတစ်ပွဲဆိုရရလက်ထောက်ပေါ်ထားလို့တွေ့ရတယ်။ဒီနောက်ဆုံးကစားခဲ့တဲ့3ပွဲဆက်မှာရှုံးပွဲမရှိကစားထားနိုင်ခဲ့သလိုဒီနောက်ဆုံး3ပွဲမှာဆိုရင်လည်းတိုက်စစ်ပိုင်းက6-9ရောင်းနိုင်ခဲ့ပြီးခန်းစစ်ပိုင်းကလည်း9ဒါခွင့်ပြုပေးထားလို့တွေ့ရတယ်။ အင်္ဂလန်တင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်းနောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာ၄ပွဲနိုင်၂ပွဲသိရတပွဲသုံးဆိုရရလဲထောက်ပေါက်ထားဖို့တွေးရတယ်။အင်္ဂလန်ရဲ့လက်ရှိစီစဉ်ပိုင်းကမဆိုးလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီပရီးမီးယားလိအဝေးခွင့်ပွဲစဉ်တွေမှာဆိုရင်တော့အားနည်းချက်လေးတွေရှိနေအောင်တွေးရတယ်။ဒီနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိအဝေးခွင့်၃ပွဲစဉ်နိုင်ပွဲတောင်ဆုံးထားခဲ့တယ်။နောက်တော့ဒီအေဗီလာအသင်းကအဝေးခွင့်ပွဲစဉ်ဒီမှာဆိုရင်ခန်းစီပိုင်းအတင်းကြီးမှုအားနည်းနေတာကိုတွေ့ရတယ် ီပွဲစဉ်မှာလည်းအိမ်ကွင်းကစားကောင်းနဲ့ဘရန်ဟုတ်အတင်းရဲ့တိုက်စစ်ပိုင်းကိုအက်စတွန်ဗီလာအတင်းရဲ့ခံစစ်ပိုင်းအထိုင်ချုပ်မှုလွယ်ကူမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ဒါ့ပေမဲ့အက်စတွန်ဗီလာအတင်းရဲ့တိုက်စစ်ပိုင်းကလည်းဘရန်ဟုတ်ရဲ့ခံစစ်ပိုင်းကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အနေအထားတည်းရမှာရှိနေတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့အတန်လန်သုံးဂိုးတွေနဲ့ညင်တူးရမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ဒါကြောင့်ဒီပွဲစဉ်ကိုဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ နောက်ထပ်ပွဲစဉ်နှစ်ပွဲတော့အသုံးသက်ချက်ဒီမပြောတော့ဘဲနဲ့ဒီတိုင်းလေးပဲယူပေးလိုက်ပါမယ်နောက်ထပ်နှစ်ပွဲကတော့ဒေါမွန်ကိုပေါ့ဘလင်ကိုအောက်တို့ပဲဖြစ်ပါတယ်ဒီညအတွက် OK Football Channel ရဲ့စိတ်ကြရွေးချယ်မှု၅ဝင်းရတော့ Southampton Body အလာဘတ် Body Aston Villa ကိုပေါ့ဒေါမွန်ကိုပေါ့ဘလင်ကိုအောက်တို့ပဲဖြစ်ပါတယ်အားလုံးစင်ကြည်ကြပါစေနောက်ရက်ဒီမှာလည်းသုံးသက်ချက်တွေနဲ့အတူပြန်လည်ဆုံတွေ့ကြအောင်ကျွန်တော်ရဲ့ Channel အသင်းလေးကို Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်